စိတ်ဟာအကြောင်းတရားတစ်ခုဥပမာမဲ့စဉ်းစားလိုက်တဲ့အခါကျတော့နော်ဒီဖိုထိုးတဲ့ပုံကိုယ်တွေဖိုထိုးတဲ့ပုံကိုယ်ပဲဖြစ်ဖြစ်ဗဘဲသမားဖြစ်ဖြစ်ဖိုဆွဲတာရှိတယ်လေအဲအခုခေတ်တော့လဲစက်တင်နဲ့လုံနေတော့ဒီဖိုတွေလည်းတွေ့ချင်မှတွေ့ဖို့ပါပေါ့ဖိုဆွဲတဲ့ပုံကိုယ်တွေကျတော့ဘာလို့ဆိုဖားဖို့လို့ခေါ်တယ်အဲ့ဒီဖားဖို့ဟာတစ်ခုနော်လေမှုတ်တယ်ဖားဖို့ရဲ့ နောက်ပြီးတော့ဆွဲဆွဲတဲ့ပုဂ္ဂိုလ်ရဲ့နော်စွန့်လုံလဝီရိယအာပြုတ်ပြီးတော့ဆွဲတာရဲ့နောက်တစ်ခါထွက်လာတဲ့လေသုံးခုမဖြစ်ပေဘူးလားသုံးခုဖြစ်တယ်ဖားဖို့ရဲ့ဆွဲတဲ့လူရဲ့လုံလဝီရိယရဲ့ထွက်လာတဲ့လေရဲ့လို့အဲ့ဒါလို့သုံးမျိုးသုံးစား꿰လာတယ်လို့အဲ့ဒီမှာဖားဖို့နဲ့လုံလဝီရိယကိုအကြောင်းပြုတ်ပြီးတော့ဒီလေလေးဟာရှူရှူနဲ့ပေါ်နေတာမဟုတ်လားမှန်ပါဗျာ ဒီလေလေးထွက်နေတာဟာဖားဖို့နဲ့ဆွဲတဲ့လူရဲ့ဆိုတာဖားဖို့ကြီးလည်းမထွက်ဘူးဆွဲတဲ့လူကြီးလည်းမထွက်ဘူးနှစ်ခုပေါင်းမှထွက်တာဒီသဘောကတော့စောင်းကျိုးနဲ့စောင်းအိုးစောင်းတီးတဲ့လက်သုံးခုပေါင်းတဲ့အခါမှာစောင်းတန်ထွက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲတူတူပဲစောင်းအိုးရဲ့စောင်းကျိုးရဲ့တီးတဲ့လက်ရဲ့သုံးခုပေါင်းလိုက်ပြီဆိုရင်အตายရတဲ့အတန်မျိုးစုံထွက်လာအဲ့ဒါလိုပဲအခုဒီမှာလည်းပဲနော်စိတ်နဲ့ ကရဇကာယကိုအကြောင်းပြုပြီးတော့ဟောဒီထွက်လေဝင်လေဟာဖြစ်နေတာလို့ဒီသဘောတရားကိုဆင်ခြင်စဉ်းစားလာနိုင်တယ်အဲ့ဒါလို့အကြောင်းကိုဆင်ခြင်လာနိုင်တယ်ဆင်ခြင်နိုင်လာတာကိုပဲဆင်ခြင်နိုင်တာကိုပဲပစ္စယပြိခါတယ်အကြောင်းကိုညံနဲ့ပိုင်ပိုင်နိုင်နိုင်ရယူနိုင်လိုက်တယ်ပေါ့အကြောင်းကိုကင်ပြနိုင်သွားပြီပေါ့ဒီလိုဆိုလို့တာပြိခါဟဆိုအကြောင်းကိုသိမ့်ပိုင်လိုက်တယ် သိမ့်ပိုက်တယ်ဆိုတာအကြောင်းကိုညာနဲ့သိတာကိုပြောတာအဲ့ဒါကိုပစ္စယပရိက္ခာညာလို့ခေါ်တယ်အကြောင်းတရားကိုခုနကတုန်းကသဘာဝတရားကိုသာသိတာအကြောင်းကိုမသိသေးဘူးအကြောင်းကိုကသိလိုက်တဲ့အခါကျတော့ပစ္စယပရိက္ခာ knowledge of causality လို့ခေါ်တယ်အဲ့ဒါလို့နာမရူပပရိစေရညာယုံနဲ့နံလဲကွဲပြားသွားတယ်ထိုယုံနဲ့နှစ်ခုကဘာကြောင့်ဖြစ်နေတယ်ဆိုတဲ့အကြောင်းတရားကိုလည်းသိလိုက်တယ်လို့ဆိုတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်ရဲ့ညာတပြိညာပိုင်းသိတဲ့သိလိုက်တာတွေသူပြည့်ပြည့်စုံအောင်သိလိုက်တဲ့အနေထားမျိုးရသွားပြီပေါ့ဒါဝိပဿနာရဲ့အခြေခံဒီအားစတာဝိပဿနာစာဒီအချိန်လေးမှာဖြစ်တာပြတ်တာဆိုတာမမြင်သေးဘူးဖြစ်ပြက်ကမစရဘူးဒီအားစရတယ်ဝိပဿနာ လုတ်ပြီဆိုတဲ့အချိန်အေးအခုလည်းပဲဒီခုနက အာနာပါနသတိနဲ့ရရှိထားတဲ့ဈာန်တွေကနေနောက်ဆုတ်လိုက်တဲ့အခါကျတော့ဒီအာယုံ၃မျိုးကိုသွားတွေ့အဲ့ဒီအာယုံ၃မျိုးကိုယုံနဲ့နံနဲ့꿰ပြီးတော့တိသွားတယ်အကြောင်းတရားကိုဆင်ញင်နိုင်သွားပြီဆိုရင်နာမရူပညာနာမရူပပြိစေရညာရသွားတယ်ပစ္စယပရိခာညာရနာမရူပပြိစေရညာရလိုက်တာနဲ့ဘာဖြစ်သွားတော့ဆိုအဲ့ဒီနံနဲ့ယုတ်ကိုအမှန်မြင်လိုက်ချင်းသည်ပင်လေစင်ကြဲတဲ့အမြင်လို့ဒီလိုပြောတာထိတ်ထိတ်ဝိတုဒ္ဓိတဲ့ဒါမို့ ဝိတ္တိမဲ့မှာနာမရူပနာယာထာဝတ္တနံဒိဋ္ဌိဝိတ္တိဒိဋ္ဌိဝိတ္တိဆိုတာလေဒီဉာဏ်ကိုပြောတာပဲနာမရူပပရိစ္ဆေဒဉာဏ်ဆိုတာလေဉာဏ်ကိုပြောတာဒိဋ္ဌိဝိတ္တိဆိုတာလေဉာဏ်ကိုပြောတာဒါကြောင့်မို့နာမရူပနာနာနဲ့ရုပ်တို့ကိုယာထာဝတ္တနံတကယ်ဖြစ်နေတဲ့အမှန်တိုင်းမြင်ခြင်းဟာဒိဋ္ဌိဝိတ္တိစင်ကြယ်သွားတဲ့အမြင်အမြင် ဒီညာအမြင်သည်ဘာကိုစင်ကြယ်မှားရွင်းတဲ့ငါဆိုတဲ့အထင်ကြီးကိုဖယ်ရှင်းပြလိုက်တယ်ရှင်းပြလိုက်တယ် wash away ပေါ့စစ်ကြောပြလိုက်တယ်မရှိတော့ဒါဒီတစ်ခုအလင်းပေါ်လာတာနဲ့တပြိုင်နဲ့အမှောင်ကပြောင်းသွားဘူးလားတမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါမိထွန်းလိုက်လို့လင်းသွားတယ်လို့သာလူကသိတာအဲ့ဒီအလင်းကဘာလောက်ထားတော့ဆိုအမှောင်ကိုရှင်းပြလိုက်တာပဲလေအမှောင်ကိုရှင်းပြလိုက်တာ အခုလည်းပဲအမြင်တစ်ခုကိုရှင်းပြလိုက်တယ်နော်ငကိုယ်တော့ငါလို့မြင်တယ်ငါဟာလို့မြင်နေတယ်အမြင်တစ်ခုရုပ်နဲ့နာနှမျိုးသာဆိုတာကိုမြင်လိုက်တာနဲ့တပြိုင်နက်ခုနကမှားရွက်တဲ့အမြင်တစ်ခုကရှင်းမသွားဘူးလားရှင်းပါပါဗျာတက္ကရာဒိဋ္ဌိကိုတည်ငါအဖြစ်ဖယ်ရှားပလိုက်တယ်တည်ငါဆိုတာဒီအမြင်လေးကတက္ကရာဒိဋ္ဌိကိုဖယ်လိုက်တာဒီလိုဆုံးလို့လားအဲ့လိုဖယ်ရှားပလိုက်တာဒီညံပေါ်တဲ့အခိုက်မှာတက္ကရာဒိဋ္ဌိကပျောက်ထွက်သွားတယ် ဒိဋ္ဌိဝိတ္တုတိလို့ပြောတာ။အော်နောက်တစ်ခါပစ္စယပရိက္ခအကြောင်းတရားကိုပိုင်ပိုင်နဲ့နဲ့သိပြီဆိုရင်တော့ဘာဖြစ်တယ်ဆိုခင်္ခာဝိတရဏဝိတ္တုတိ။ခင်္ခာဝိတရဏဝိတ္တုတိဆိုတာခင်္ခာဆိုတာတန်တရာ။ဘာကြောင့်ဖြစ်နေမှမသိဘူး။ယုံနာဖြစ်တာပဲ။သာဝရဘုရားကဖန်ဆင်းလို့လို့လို့ဘာကလှုပ်တယ်လို့လို့နဲ့အကြောင်းအဆက်မှန်မဟုတ်တာတွေနဲ့တွေးပြီးတော့နော်။ တော့ကြဘယ်တော့ဘာဖြစ်မှလို့လို့ဘယ်တော့ဘာဖြစ်မှလို့လို့ ਨੇ အကြောင်းအစ်မှန်ကိုမသိတဲ့အခါကျတော့ငါဘဝတုန်းကဖြစ်ခဲ့သလားအခုရောဖြစ်နေတာဟုတ်ကဲ့လားနောင်ရောငါဖြစ်အောင်မလားဆိုတာတွေ ਨੇ တွေးလိုက်လို့ရှိရင်ခေါင်းတွေမှာရှုပ်ထွေးသွားအဲ့ဒါဝိသိကိစ္ဆာလို့ခေါ်တယ်ရှုပ်ထွေးသွားမတွေးတဲ့လူတော့ရှုပ်ချင်မှရှုပ်မှတွေးရင်ရှုပ်တယ်ဒီလိုဆိုလို့တာနော်မှန်ပါပါဘုရားတွေးလိုက်တာ ਨੇ ရှုပ်သွားဒါမှမဟုတ်ဝိသိနံတတ္တကိစ္ဆာဝိသိကိစ္ဆာ ဝိသိနန္ဒတဆင်ញင်စဉ်းစားတွေးခေါ်ကြည့်လိုက်မယ်ဆိုရင်ကိစ္စပြန်မှန်းသွားတယ်အမှန်မသိသည့်အတွက်ကြောင့်ငါနောင်ဘဝဖြစ်အောင်မလားတွေးတယ်ခေါင်းရှုပ်သွားတယ်နော်မဖြစ်တော့ဘူးလားတွေးလိုက်လည်းခေါင်းရှုပ်သွားဘာဖြစ်လို့ရှုပ်သွားတာအမှန်မသိလို့အဲအဲ့ဒီခေါင်းရှုပ်သွားတာတွေဟာပျောက်သွားတယ်တဲ့ဒါတွေကိုဖြတ်ကျော်သွားနိုင်ပြီဘယ်လိုဖြတ်ကျော်သွားတာလို့ဆိုအေးအကြောင်းရှိရင်ဖြစ်မှာပဲအကြောင်းမရှိရင်မဖြစ်ဘူးဆိုတာနားလဲသွားဘောင်းလို့လို့ဆိုအကြောင်းမြင်တာဟုတ် ဆိုပါစို့ဒီအလင်းလေးကဘလောက်ကြာမှာနော်အလင်းလေးကမီးရှိသမျှလင်းနေမှာပဲမီးကုံသွားရင်မလင်းတော့ဘူးဒါပဲပေါ့တရားစစ်မီးလာနေသေးသမျှအမောင်မရှိဘူးအလင်းလာမှာပဲဟော အကြောင်းနဲ့အကျိုးဆင်ခြင်စဉ်းစားနိုင်သွားတယ်အဲ့လိုဆင်ခြင်စဉ်းစားသွားနိုင်တော့ဆုံးဖြတ်နိုင်သွားတဲ့သဘောကင်ခာဝိတရဏတန်တရားတွေကိုကြော်လွှားသွားနိုင်တဲ့ဆင်ခြင်မှုလို့ဒီလိုပြောတာမြင်တခုဒါလည်းဉာဏ်ကိုပြောတာပဲဒါလည်းဉာဏ်ကိုပြောတာ ဘယ်ညာကိုပြောတာတော့ဆိုပစ္ဆယပြိခာညာအဲ့ဒီညာနှစ်ခုပဲညာတပြိညာလို့ပြိညာသုံးမျိုး ਨੇ ခွဲတဲ့အခါကျတော့အဲ့လိုပြောတာမေတ္တာမရှင်းပါလေညာတပြိညာညာတပြိညာဘိုင်းမှာတဘာဝတရားတွေရဲ့ကိုယ်ပိုင်လက္ခဏာတွေကိုသိတယ်တဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်အနိစ္စဒုက္ခဆိုတာကတာမညာလက္ခဏာလို့ခေါ်တယ်အများဆိုင်တဲ့လက္ခဏာဒါကကိုယ်ပိုင်လက္ခဏာ အေးအဲ့လိုသိပြီးတဲ့နောက်မှာဒါတန်လက္ခဏာဖြစ်ပုံတွေပြောပြရတာနော်တန်လက္ခဏာ ਨੇ အဲအဲ့ဒီကနေပြီးတော့တဆင့်တက်လာအတိညာဆိုတာတဆင့်ကြီးတဆင့်တက်လာဆက်ပြီးလှုပ်ရင်တွေ့မှာပဲခရင်းများလို့ပဲဆက်လျှောက်ရင်ခုနရောက်ရင်တစ်မျိုးတွေ့မှာဟိုရှေ့ရောက်ရင်တစ်မျိုးတွေ့မှာရှေ့ရောက်ရက်နေရင်တော့မတွေ့ဘူးပေါ့ဒါပဲနေမှာပေါ့ဆက်လျှောက်ဆက်လျှောက်တဲ့ဆိုတာဆက်လှုပ်တယ် ဆက်မလုပ်ခနဲ့ဒါလေးနဲ့တင်ချိန်တနေလို့ရှင်ဒါပဲပြန်တွေ့နေမှာပဲပေါ့ဟောဆက်လုပ်လိုက်တယ်ဆက်လုပ်လိုက်တဲ့အခါကျတော့သူဘာဖြစ်လာတော့ဆိုသူရှုနေတဲ့ခုနပြောတဲ့အတ္တတပတ္တတလို့ကရဇကာယလို့ဆိုရဲဒီထွက်လဲထွက်လေဝင်လေရဲ့တိယယုတ်ခန္ဓာကြီးတို့စိတ်ဆိုဆိုတာလေးတွေဟာ အပိုင်းပိုင်းအပိုင်းပိုင်းဖြစ်ပြီးတဲ့နောက်ပျောက်ွယ်သွားတာဖြစ်ပြီးတော့ပျောက်ွယ်သွားတာယက်တီနေတာမရှိဘူးဖြစ်လာလိုက်ပျောက်ထွက်သွားလိုက်ဖြစ်လာလိုက်ပျောက်ထွက်သွားလိုက်ဟုတ်တော့ဝါအပါပါအကြောင်းတိုက်ဆိုင်လို့ပေါ်လာပြီးတဲ့နောက်မှာပျောက်သွားစောင်းတန်လေးပဲနားထောင်ကြည့်တစ်ချက်တီးလိုက်ရင်တစ်ချက်ထွက်ပျောက်သွားပြီးပြီးတော့ရှိရလားမရှိပါဘူးမရှိဘူးလက်ကတစ်ချက်တီးရင်တန်မဲထွက်တာပဲမှန်ပါဗျာနောက်တစ်ချက်တီးရင်နောက်တန်ထွက်တာနောက်တစ်ချက်တီးရင်တန်ထွက်တာပဲမှန်ပါ အဲ့လိုတီတိုင်းတီတိုင်းတီတိုင်းအတန်တွေထွက်နေတာထွက်တဲ့အတန်တွေကတစ်ခုနဲ့တစ်ခုထပ်မိတာမဟုတ်ပြောင်းနေတာအတိုင်းတာတစ်ခုရပြောင်းနေတာသို့တော့အမြန်ကြီးတီးတဲ့အခါကျတော့အတန်တွေတလက်ဆက်ထွက်နေတယ်လို့သူကထင်တာဘာနဲ့ဥမာတူတော့ဆိုရင်မိစားလေးကင်ပြီးတော့ငယ်ငယ်တုန်းကကလေးတွေဆော့တယ်လို့ရမ်းလိုက်မယ်ဆိုလို့ရှိရင်မိဝိုင်းကြီးလို့ထင်ရတယ်လို့ပဲသို့တော့တကယ်ကတော့မိဝိုင်းကြီးမဟုတ်ဘူးမြန်လောအကြီးတော့မိဝိုင်းကြီးလို့ဖြစ်နေတာဒီသဘောကိုပြော မျက်စိလဲလဲသွားတာတဖို့အေးအခုလဲရုပ်တရားတွေနံတရားတွေဟာဖြစ်လာပြီးတဲ့နောက်မှာပြက်သွားပြက်သွားတဲ့အပိုင်းလေးတွေအပိုင်းလေးတွေအပိုင်းလေးတွေမြင်လာပြီဆိုလို့ရှိရင်ဘာကိုမြင်တာတော့ဆိုအနေဆောင်မြင်ဟုတ်တယ်ကွာအပါပါဖြစ်လာပြီးတဲ့နောက်မှာမရှိတော့တာပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ဆိုတဲ့အနေထားတစ်ခုတတိမူမိလာတယ်မှတ်သားမိလာတယ် အဲ့ဒါဝိပဿနာဉာဏ်နဲ့မှဝိပဿနာလို့ခေါ်တဲ့အဆင့်နဲ့ကိုရောက်လာ